မင်္ဂလာပါရှင်ခေတ္တ Television Channel မှာသတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့ကြောက်ဖြူတိုက်ပွဲအတွင်းတရုတ်စစ်သား20ခန်းကဒရုန်းများဖြင့်စစ်ကောင်စီဘက်မှဝင်ရောက်တိုက်ခိုက်ပြီးနေကြောင်းသတင်းများထွက်ပေါ်လာတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ် တရုတ်စီမံကိန်းကြီးများတရှိရာကြောက်ဖြူမှုနဲ့အတွင်းလက်ရှိအရက်ကတက်တော် အေအေနှင့်ပြင်းထန်စွာဖြစ်ပွားနေသည့်တိုက်ပွဲများအတွင်းတရုတ်စစ်သား20ခန်းသည်ဒုံးများကို၎င်းတို့ကိုယ်တိုင်ကင်တွယ်ထိန်ချုပ်ပေါင်းနေပြီးစစ်ကောင်စီဘက်မှနေ၍ဝင်ရောက်တိုက်ခိုက်ပေးနေသည်ဟုသတင်းများရရှိပါသည် ကြောက်ဖြူမျိုးနဲ့ဂုံးချွန်တိုက်နယ်ရှိတရုတ်တအားဖြန့်ပြူရည်နဲ့စွန့်ပစ်ဆက်ယုံ OGD နဲ့တစ်ပုတ်တောင်တိုက်နယ်ရှိဒညဝရီရေတပ်ဌာနချုပ်တို့တွင်ယခုနောက်ပိုင်းတရုတ်စစ်သားများကကိုရိုင်းဝင်ရောက်ပြီးဒရုန်းများဖြင့်တိုက်ခိုက်နေသည်ဟုအမည်မဖော်လိုသည့်သတင်းရင်းမြစ်တအူးကသတင်းဌာနသို့ပြောပါရသည်။ မလကျွန်းရွာနာက OGT စက်ရုံနဲ့တစ်ပုတ်တောင်ကဓညဝတီရေတပ်မှတရုတ်စစ်သား20လောင်ဒရုန်းမောင်းပြီး AA ကိုတိုက်ခိုက်တယ်။ရွာတွေကိုပုံကျဲနေတဲ့ရေတပ်ကဗမာစစ်သားတွေကိုဒရုန်းမမောင်းရဘူးလို့အတိအကျသတင်းရချားတယ်။ဒရုန်းတွေကိုနှီးပညာပိုင်းပုံမိုကျွမ်းကျင်တဲ့တရုတ်စစ်သားတွေကိုယ်တိုင်မောင်းနေပြီးကျေးရွာတွေကိုပုံကျဲနေတယ်လို့သိရပါတယ်ဟုပြောပါရယ်။ ပြီးခဲ့တဲ့မေလ19ရက်တွင်တောက်ပြမျိုးနယ်မင်းတက်တောင်ကြီးရွာရှိစစ်ကောင်စီတပ်စခန်းနှင့်အစိုးရစစ်မှုလက်မှုတင်းနှံကြောင်းတွင်တပ်ဆွဲသည့်စစ်ကောင်စီတပ်စခန်းတို့ကိုအေးအေးတိုက်ခိုက်သိမ်းပိုက်ရရှိခဲ့ပြီးနောက်တရုတ်စစ်သားများသည့်ဒရုန်းကိုကိုရိုင်မောင်းပြီးတိုက်ခိုက်မှုများပြုလုပ်လာသည်ဟု၎င်းကဆိုပါသည် ကြောက်ဖြူမျိုးမှာရခိုင်နိုင်ငံရေးသမားတအုပ်ကလည်းတရုတ်အစိုးရအနေဖြင့်မြမအရေးကြောင်းဝင်ပြီးအမဟုတ်ကြောင်းပြောဆိုထားတော့လေတရုတ်စစ်သားများသည်စစ်ကောင်စီစစ်ရေးရင်များနှင့်စစ်ကောင်စီတပ်သားများစခန်းချထားရာတရုတ်စီမံကိန်းဝင်အတွင်မှဒရုန်းများကိုကိုယ်တိုင်မောင်းနှင်ပြီးတိုက်ခိုက်ပေးနေတယ်ဟုကြားသိရကြောင်းပြောဆိုပါတယ်စီဒီအမ်ဘိုကြီးစင်ရောကလည်းတရုတ်များစစ်ကောင်စီဘက်မှနေ၍ဒရုန်းများဖြင့်စစ်ကောင်စီဘက်ကဝင်ရောက်တိုက်ခိုက်ပေးနေသည်မှာဖြစ်နိုင်ခြေရှိတယ်ဟုသုံးသပ်ပါတယ် ဖြစ်နိုင်ခြေတော့ရှိပါတယ်။သူရဲ့ဒီမဒီကျုံးကပိုက်လိုင်းတွေရှိတဲ့နေရာတွေထိခိုက်မှာဖြစ်မှာဆိုလို့စစ်တပ်နဲ့သူတို့ကစာချုပ်ချုပ်ထားတော့ကိုတကယ်လို့အေအေသာကြောက်ဖြူကိုအလုံးစုံထိန်းချုပ်လိုက်ပြီးဆိုရင်သူတို့အေအေနဲ့တခါပြန်ပြီးတော့စာချုပ်ချုပ်ရမယ့်သဘောရှိတယ်။စာချုပ်ချုပ်ရမယ့်အနေထားပေါ့။အဲ့ဒီတော့လက်ရှိသူတို့စာချုပ်ချုပ်ထားတဲ့ဟာ သူတို့ရဲ့ယင်းနှိမ့်နှံမှုမဆုံးရှုံးအောင်လို့တော့တရုတ်ကနေကာကွယ်နိုင်တယ်ပေါ့နော်ဖြစ်နိုင်ခြေကတော့များတယ်ပေါ့နော်ဟုပြောပါရယ်စစ်ကောင်စီတပ်ဖွဲ့ဝင်များသည့်ကြောက်ဖြူတွင်တပ်စခန်းနှစ်ခုကိုအေအေသိမ်းပိုက်ပြီးနောက် OGT စက်ရုံအပါဝင်တရုတ်စီမံကိန်းများသို့စုပ်ခွာပြီးအေအေကိုခုခံတိုက်ခိုက်လျက်ရှိနေသည်ဟုလည်းသိရပါရယ်စီဒီအမ်ဘူဂျီစင်ရောကအခုဆိုရင်ကြောက်ဖြူနဲ့30ကီလိုမီတာ6မိုင်နီးပါးလောက်အကွာလောက်အထိကိုရောက်နေပြီဆိုတော့တရုတ်အနေနဲ့လက်မယ်ဆိုလဲလန့်စရာပေါ့နော်ဟုပြောပါရယ် ကြောက်ဖြူမျိုးသည်တရုတ်ဤရွှေသဘာဝဒဏ်ငွေနှင့်ရေနံပိုင်လိုင်းစီမံကိန်းများတရှိရာမျိုးဖြစ်သည့်ဖြင့်စစ်ကောင်စီအတွက်နိုင်ငံခြားဝင်ငွေအမြောက်များရရှိနေသောမျိုးဖြစ်သလိုပင်လယ်ရေနှင့်စိတ်ကန်တရှိရာမျိုးလည်းဖြစ်သည့်ဖြင့်ပထဝီနိုင်ငံရေးအရာလည်းအလွန်အရေးပါသောမျိုးတစ်မျိုးဖြစ်သည်တို့အတွက်စစ်ကောင်စီနှင့်အတူတရုတ်တီလဲကြောက်ဖြူမျိုးအေးအေးလက်ထဲကြမသွားရင်ရနိုင်သည့်နိလန့်ဖြင့်ကာကွယ်နေသည်ဟုလဲတုံ့တက်မှုများရှိနေသည်တရုတ်စီမံကိန်းများတရှိရာကြောက်ဖြူမျိုးနယ်တွင် ပြီးခဲ့တဲ့ဖေဖော်ဝါရီလအတွင်းမှာစတင်က AA နဲ့စစ်ကောင်စီတပ်တို့တိုက်ပွဲများဖြစ်ပွားနေခြင်းဖြစ်သည်ရင်တို့တိုက်ပွဲဖြစ်ပြီးနောက်ဖေဖော်ဝါရီလ28ရက်တွင်ကြောက်ဖြူမြို့နယ်အတွင်းသို့တရုတ်ကျေးစားစစ်သားများလည်းရန်ကုန်လေစိမ့်မှတက်စဉ်လေကြောင်းမှရောက်ရှိလာခဲ့သည်ဟုသတင်းများထွက်ပေါ်ခဲ့သည် အဆိုပါတရုတ်ဂျေးစားစစ်သားများမှာအရေးအတွက်အားဖြင့်50ဝန်းကျင်ခန့်ရှိပြီးရင်ထဲတွင်စနိုက်ပါသမားများလည်းပါဝင်က၎င်းတို့ကိုစစ်ကောင်စီ၏ဒဏ်ရဝရီရေတပ်ဌာနချုပ်အမှတ်32ရဲတပ်ရင်းအပါအဝင်တပ်ရင်းအချို့နှင့်နေပြည်တော်တွင်လည်းချမ်းချထားသည်ဟုမြေပြင်သတင်းများအရသိရသည် ပြီးခဲ့တဲ့2024ခုနှစ်အတွင်းကလည်းကြောက်ဖြူမျိုးအနေရှိမဒေးကျွန်းစီမံကိန်းကိုလုံခြုံရေးရယူရန်အတွက်တရုတ်စစ်သားများကိုစစ်ကောင်စီကပို့ဆောင်ထားကြောင်းသတင်းများထွက်ပေါ်လာခဲ့သည်တရုတ်သမ္မတရှီကျင်းဖင်ကလည်းစစ်ကောင်စီဥက္ကဋ္ဌကိုကြောက်ဖြူအပါအဝင်မြန်မာရှိတရုတ်စီမံကိန်းများနှင့်စီမံကိန်းရှိဝန်ထမ်းများဘေးကင်းလုံခြုံရေးကိုအာမခံချက်ပေးရန်လည်းအကြိမ်ကြိမ်တောင်းဆိုထားသည်လက်ရှိတွင်လည်းအေအေနှင့်စစ်ကောင်စီတပ်တို့အကြားဖြစ်ပွားနေသည့်တိုက်ပွဲမှာကြောက်ဖြူမျိုးမှာ၆မိုင်ခန့်သာကွာဝေးတော့သည့်အမှတ်32တိုက်ခိုက်ရေးရဲတပ်ရင်းအနီးသို့ရောက်ရှိလာနေပြီ ဖြစ်ကြောင်းဒီပြင်စစ်ရေးတရင်ရင်းမြစ်တအူကတရင်ဌာနသို့ပြောပါရယ်စစ်ကောင်စီတပ်သည်မေလ23ရက်ညနေပိုင်းတွင်အေအေသိမ်းပိုက်ထားသည့်စစ်မှုလက်မှုကြောင်းကိုပြန်လည်ထိုးစစ်ဆင်လာစဉ်အေအေကကြားဖြတ်တိုက်ခိုက်ခဲ့သဖြင့်အကြအဆုံးများဖြင့်ပြန်လည်ဆုတ်ခွာသွားခဲ့ပြီးနောက်တိုက်ပွဲမှာယခုရက်ပိုင်းအတွင်းအမှတ်32တိုက်ခိုက်ရေးရဲတပ်ရင်းအနီးဝန်းကျင်ကိုရောက်ရှိလာခြင်းဖြစ်ပါရယ် ကျောက်ဖြူတွင်အမှတ်32ရဲတပ်ရင်းအပါအဝင်ကျောက်တလုံးစစ်ဆေးရေကိန်းခလာရ34ခမာရ542ခမာရ543ခညဝတီရေတပ်ဌာနချုပ်တောင်မော်ဦးရေတပ်နှင့်အုံးကျိန်ရေတပ်စခန်းတို့ခြေစိုက်ထားသည်ကျောက်ဖြူမြို့နယ်တွင်အာရကတပ်တော် AA ကပြီးခဲ့တဲ့ရက်ပိုင်းကတိုက်ပိုက်ထားသည့်မင်းတပ်တောင်စခန်းပတ်ဝန်းကျင်အနီးအနားကိုစစ်ကောင်စီက၄လ22ရက်ညနေပိုင်းတွင်ဂျက်ဖိုက်တာတပ်စီးဖြင့်ပုံကျဲခဲ့သည့်ဖြင့်စစ်ပေးရှောင်အမျိုးသမီး2ဦးနှင့်အမျိုးသား2ဦးတန်ရာရရှိခဲ့ကြသည် ဒရုန်းဖြင့်တိုက်ခိုက်မှုကြောင့်ဧပြီလ24ရက်ကလည်းကြောက်ဖြူမျိုးနယ်ရေနံတောင်ကျေးရွာတွင်အသက်60ကျော်အရွယ်စပေးရှောင်အမျိုးသမီးတဦးသေဆုံးပြီးအမျိုးသားနှစ်ဦးဒဏ်ရာရသွားခဲ့သည်ဆက်လက်ပြီးစစ်ရဟတ်ရင်နှစ်စီးကိုပြစ်ချပြီးနောက်ဗမောမျိုးသိန်းတိုက်ပွဲကို KIA ကပြန်လည်စတင်စာကခ27အနီးရှိဝင်းလိုက်ဟိုတယ်စစ်စခန်းအပါအဝင်ကာကင်းများကို KIA ပူးပေါင်းတပ်များကတင်ပိုက်တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ် ကချင်ပြည်နယ်ဗမောမြို့သိန်းတိုက်ပွဲမှာယနေ့ပြန်လည်ထိုးစစ်ဆင်ပြီးစစ်တပ်၏နောက်ဆုံးလက်ကျန်စခန်းဌာနချုပ်ဖြစ်သောစကခ21အနီးရှိဝင်းလိုက်ဟိုတယ်အပါအဝင်ခါကင်းအများပြားကို KIA ပူးပေါင်းတံများကထိမ့်ပိုက်လိုက်ကြောင်း KIA သတင်းရင်းမြစ်ကသတင်းဌာနသို့ပြောဆိုပါရယ် ယနေ့မေလ28ရက်နေ့နနက်၄နာရီကျော်ဝန်းကျင်မှစတင်၍ KIA ပူးပေါင်းမဟာမိတ်ဒေါ်လန်ရီတံများကပမော်မျိုးသိန်းတိုက်ပွဲကိုပြန်လည်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ကြောင်းယနေ့နနက်ပိုင်းစကားခ21စစ်ဌာနချုပ်အနီးတွင်တိုက်ပွဲအလွန်ပြင်းထန်ပြီးယင်းအနီးရှိစစ်ကောင်စီ၏ခြေကုပ်စခန်းတစ်ခုဖြစ်သောကကင်းစခန်းများကိုသိမ်းပိုက်နိုင်ခဲ့ကြောင်းသိရပါသည် မေလ20ရက်နေ့ရဟတ်ရင်နစီပြစ်ချခဲ့ပြီးတော့တိုက်ပွဲခဏရက်နေခဲ့တာဒီမနက်ပြန်စပြီးစကခ21နာမှာတိုက်ပွဲအပြင်းထန်ဆုံးပဲရန်သူစနိုက်ပါတွေလက်နက်ကြီးတွေဂျုံတွေနဲ့အပေါ်စီးကနေပြစ်ခတ်နေတဲ့ဝင်းလိုက်ဟိုတယ်ရပြီးဒီမနက်ရာသီဥတုကလည်းမိုးရွာခဲ့ပြီးမှုန်မှိုင်းမှိုင်းမှာတိုက်ပွဲတွေပြင်းပြင်းထန်ထန်ဖြစ်နေပါတယ်ဟု KIA သတင်းရင်းမြစ်ကပြောဆိုပါတယ် စစ်ကောင်စီတပ်များကဝင်းလိုက်ဟိုတယ်ပေါ်မှစနိုက်ပါများလက်နက်ကြီးများဒရုန်းများဖြင့်ပစ်ခတ်သဖြင့် KIA တော်လှန်ရေးတပ်များ၏ထိုးစစ်မှာရှေ့မတက်နိုင်ခဲ့ကြောင်းစစ်ကောင်စီတပ်များကပုံမော်မျိုးအတွင်ရှိအထက်မြင့်တိုက်တာများကိုအကာအကွယ်ယူ၍ KIA ၏ထိုးစစ်ကိုဟန်တာခဲ့ကြောင်းယခုအခါတွင်စကခ21အနည်းဆုံးနေရာအထိ KIA တော်လှန်ရေးတပ်များရောက်ရှိထိုးစစ်ဆင်နေကြောင်းသိရပါသည် KIA ပူပေါင်းမဟာမိတ်တပ်များက2024ခုနှစ်ဒီဇင်ဘာလ၄ရက်နေ့ကတည်းကဘမော်မျိုးသိန်းတိုက်ပွဲဆင်နေနေခြင်းဖြစ်ပြီး9လကျော်ကြာမြင့်လာသည့်အထိတိုက်ပွဲများနေ့စဉ်ရက်ဆက်ပြင်းထန်လျက်ရှိကြောင်းသိရပါသည်။စကကနစတီရဲ့ကာကင်းစကန်းတွေတောက်လျှောက်သိမ်းနေတဲ့ဗမော်ကိုအောင်နိုင်ဖို့ဖြီသူအလုံးဝိုင်းဝန်းစုတောင်းပေးကြပါဟု KIA အခြားသတင်းရင်းမြစ်တက်ကူကဆိုပါတယ်ဗမော်မျိုးသိမ်းတိုက်ပွဲတွင် KIA, KVD, PDF, MOD, KNAB, ABSDF, AA, ် KIA ကောခါတက်များအပါအဝင်ဖူပေါင်းမဟာမိတ်များပါဝင်နေကြောင်းသိရှိရပါတယ်။ရေတာရှိမြို့နယ်တွင်စစ်တပ်ထောင်ထားသောမိုင်းနှိမ့်ပြီးပြည်သူတို့အပြင်းထန်တန်ရာရာ PDF တပ်ဖွဲ့များကနေမိုင်းများကိုဆက်လက်ရှင်းလင်းနေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ပဲခူးတိုင်းရေတာရှိမြို့နယ်စစ်တောင်းပြင်အနောက်ဘက်ခြမ်းတွင်အကြမ်းဖက်စစ်တပ်ကထောင်ထားသောမိုင်းနှိမ့်ပြီးပြည်သူတို့အုပ်ပြင်းထန်တန်ရာရရှိခဲ့ကြောင်းဒေသပြည်သူများကသတင်းဌာနသို့ပြောဆိုပါရယ် မေလ23ရက်နေ့တွင်ရေတာရှိမြို့နယ်စစ်တောင်းမြေအနောက်ဘက်ကျန်းကုန်းအောင်ကျေးရွာတွင်နေထိုင်သောပြည်သူတို့အူသည်စစ်တောင်းမြေအတွင်ငါးရှာရန်နေအိမ်မှထွက်လာစဉ်အကြံဖက်စစ်ကောင်စီတပ်သားများထောင်ထားသည့်နေမိုင်းနေမိကဲ့တင်ဖြစ်ကြောင်းသိရပါသည်မိုင်းနေမိသူသည်ကွမ်းအောင်ကျေးရွာတွင်နေထိုင်သောအသက်36နှစ်အရွယ်ကိုရှမ်းအေးဆိုသူဖြစ်ပြီးခြေချင်းဝတ်ပြတ်ထွက်သွားကဒူးအစစ်တီထိခိုက်ဒဏ်ရာအပြင်းထန်ရရှိခဲ့ကြောင်းသိရပါသည်။ထို့သောပြည်သူများ မိုင်းနှမိသောကြောင့်ရေဒါရှေမြို့နယ်စစ်တောင်းမြေအနောက်ဖက်ကမ်းရှိအကြံဖက်စစ်ကောင်စီတပ်သားများထောင်ထားသည့်နေမိုင်းများကိုတော်လရင်တပ်ဖွဲ့များကဇက်တိုက်ရှင်းလင်းရေးပြုလုပ်နေပြီးမိုင်းလေးလုံးကို မေလ25ရက်နေ့တွင်တရင်3504မှာရဲဘော်များနှင့်ပကဖအဖွဲ့များကချက်မှန်သိရှိရရှိခဲ့ကြောင်းသိရပါတယ်။အကြံဖတ်စစ်တပ်သည်ရေလာရှိစစ်တောင်းမြဝတ်တစ်လျှောက်ရှိခြေရွာများတွင်အခြေပြုဆက်ဆွဲထားပြီးမင်းမင်းများစွာထောင်ထားသည့်အတွက်မိုးရင်းကာလစိုက်ပျိုးရင်းနှင့်ထံငါလုပ်ငန်းလုပ်ကိုင်စားတောက်လျက်ရှိသည့်ပြည်သူအများစုမှ၎င်းတို့ထောင်ထားသည့်မင်းမင်းများကြောင့်အခက်အခဲဒုက္ခမျိုးစုံဖြင့်ရင်ဆိုင်နေရပြီးရဲဘော်များမှမိမျိုးစုံဖြင့်ဖယ်ရှားရှင်းလင်းပေးနေရခြင်းဖြစ်ကြောင်းတောင်ငူခရိုင်တရင်3504တက်ခွဲ3ပဝါနီစစ်ကြောင်းမ မှတာဝန်ရှိသူတို့ကပြောဆိုပါတယ်။လက်ရှိချိန်တွင်အကြံဖက်စစ်ကောင်စီတပ်သားများသည် MM2 နင်းမိုင်းအမျိုးအစားများကိုအုံပြုနေပြီးဆလေးနင်းမိုင်းထက်ပြင်းအားပိုသောကြောင့်အသက်အန္တရာယ်ကိုပါချိန်ချောက်နိုင်သည့်မိုင်းအမျိုးအစားဖြစ်သည့်အတွက်အများပြည်သူများဘေးကင်းလုံခြုံစွာသွာလာနိုင်သည့်အထိတော်လှန်ရေးရဲဘော်များကဆက်လက်ရှင်းလင်းပေးမည်ဖြစ်ကြောင်းထုတ်ပြန်ထားပါတယ်။